င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီမြန်မာအရေးစုနေဖို့အစည်းအဝေးနှစ်ခုကျင်းပမယ်လို့အာဆီယံတွင်းရေးမှူးချုပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လာမယ့်ရက်သက်တစ်ပတ်မှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမကျင်းပမီမြန်မာပြည်ရင်းစစ်နဲ့ပတ်သက်ပြီးအစည်းအဝေးနှစ်ခုကိုမလေးရှားနိုင်ငံမှာကျင်းပမှာဖြစ်ကြောင်းအာဆီယံထွေထွေအတွင်းရေးမှူးချုပ်ကာရိုကင်ဟွန်ကပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မေလ21ရက်ကပြောပါရင်ပထမကြိမ်အစည်းအဝေးမှာလက်ရှိဥက္ကဋ္ဌမလေးရှားရခိုင်ဥက္ကဋ္ဌလာအိုနဲ့လာမယ့်ဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံတို့ပါဝင်မှာဖြစ်ပြီးဒုတိယကြိမ်အစည်းအဝေးမှာဖွင့်ဝင်နိုင်ငံတွေရဲ့နိုင်ငံချင်းဝင် ီးများပါဝင်မှာဖြစ်ကြောင်းသိရပါတယ်။ဒါကမြန်မာနိုင်ငံအတွက်အထူးအာရုံဆိုင်ရမယ့်အကြောင်းအရာတစ်ခုဖြစ်ပြီးအခြားကိစ္စရပ်တွေပါဝင်မှာမဟုတ်ဘူးလို့အာဆီယံထွေထွေအတွင်းရေးမှူးချုပ်ကာဝကင်ဟွန်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့အစည်းအဝေးမှာမြည်သည့်အကြောင်းအရာတွေကိုဆွေးနွေးမှာဖြစ်ကြောင်းကိုတော့၎င်းကပြောဆိုထားခြင်းမရှိပါဘူး။အာဆီယံအနေနဲ့အာဆီယံငြိမ်းချမ်းရေးသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့စစ်ကောင်စီကိုပြောဆိုထားတော့လေတိုးတက်မှုတစုံတရာမရှိတာကြောင့်စစ်ကောင်စီကိုအာဆီယံနဲ့သက်ဆိုင်တဲ့အစည်းအဝေးများတက်ရောက်ခွင့်တားမြစ်ထားကြောင်းသိရပါတယ်။လာမယ့်46ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကိုမေလ26ရက်နေ့နဲ့29ရက်နေ့မှာမလေးရှားနိုင်ငံမှာလက်ခံကျင်းပသွားမှာဖြစ်ကြောင်းသိရပါဗျာ။ ဆက်လက်ပြီး KIA နဲ့နေမြင်အငင်းပွားနေမှုကိုဗဟိုကော်မတီချင်းတွေးဆောင်နိုင်ခြင်းမရှိသေးတော့လေစာပို့ဆက်သွယ်နေရလို့ TNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြပိုင်းမှာညီနောင်မဟာမိတ်ဖြစ်တဲ့ကချင်လွတ်လပ်ရေးဖွဲ့ KIA နဲ့နေမြင်အငင်းပွားနေမှုကိစ္စဗဟိုကော်မတီချင်းတွေးဆောင်နိုင်ခြင်းမရှိသေးတော့လေစာပို့ဆက်သွယ်နေကြောင်းတောင်းတက်မတော် TNL ထံမှသိရပါရယ်။အဆိုပါနှစ်ဖွဲ့ကယခုနှစ်ဇန်နဝါရီကစပြီးကော့ကိုင်မန်တုံမိုးမိတ်မျိုးနယ်တို့မှာအောက်ခြေတပ်ဖွဲ့ဝင်များအကြနေမြင်အငင်းပွားမှုနဲ့ပတ်သက်ပြီးထိုးချင်းရိုက်နေတဲ့အထိရန်ပွဲများဖြစ်ပွားခဲ့ပြီးထိခိုက်ဒဏ်ရာရဖမ်းဆီးခြင်း များရှိကြောင်းသိရပါတယ်။ဒီအခြေအနေကြောင့်ဗဟိုကော်မတီချင်းဆွေးနွေးနိုင်ဖို့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပြီးနှစ်ဖက်တွေ့ဆုံမဲ့နေရာတတ်မှတ်နိုင်ရေးလှုပ်ဆောင်လျက်ရှိကြောင်း TNL နဲ့ KYI ခေါင်းဆောင်တွေရဲ့ထုတ်ပေါ်ပြောဆိုချက်တွေရသိရပါတယ်။လက်ရှိမှာတွေ့ဆုံနိုင်တဲ့အဆင့်မျိုးတော့မရှိသေးဘူး။ဒါပေမဲ့တစ်ဖက်မှာတော့မဟာမိတ်အချင်းချင်းကြားဆက်သွယ်ရေးဌာနကနေ တဆင်အပြန်အလှန်စာပို့ဆက်သွယ်နေတာတော့ရှိပါတယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကပြောပါတယ်။ရှမ်းမြောက်2029စစ်စင်ရေးမှာစစ်ကောင်စီထံကတိမ့်ပန့်ရရှိရေးနေမြေဒေသတွေအနက်အဲ့ဒီမျိုးနယ်တွေမှာနှစ်ဖက်အငင်းပွားမှုဖြစ်နေတာဖြစ်ပြီးအခုလအတွင်းမှာလည်းမန်တုံမျိုးရှိ KIA တက်စကန်တခုဖယ်ရှားပေးလိုက်ရကြောင်းသိရပါဗျာ။ ။မန်တုံမြို့နယ်မုံမော်ရှိကရင်တပ်စခန်းကိုအင်အားများပြားနဲ့ TNL တပ်ဖွဲ့တွေကဖိအားပေးတဲ့အတွက်နှစ်ဖက်တင်းမာမှုမြင့်တက်လာရမှာမေလ၁၈ရက်နေ့မှာကရင်ဘက်ကရှိတဲ့စခန်းငယ်တစ်ခုယာယီစုခွာပြီးလိုက်ရကြောင်းသိရပါဗျ။ ီရကကျမတို့ဖယ်ရှားခိုင်းနေဆိုတာတည်းအချင်းချင်းညှိနှိုင်းတာမျိုးအထူးသဖြင့်ဂိတ်ကိစားပေါ်ဂိတ်တွေမချဖို့တော့တားမြစ်တာရရှိရင်တရင်တွေထွက်နေတယ်လို့မဟုတ်ပါဘူးလို့ TNL ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကဆိုပါတယ်။၎င်းဖြစ်စဉ်ပါဝင်နေမြင်အငင်းပွားမှုတွေနဲ့ပတ်သက်ပြီးကရင်တရင်နဲ့ပြန်ကြိုင်းတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကိုမေးမြန်းနိုင်ဖို့တရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းတော့လဲမေလ24ရက်မနက်ပိုင်းထိအဆက်အသွယ်မရရှိခဲ့ပါဘူး။အဲ့ဒီအတွက်ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးကွမ်မော်ကနှစ်ဖက်တွေ့ဆုံဖို့ရှေ့ပြေးညှိနှိုင်းမှုတွေဆောင်ရွက်နေပြီးအပြုသဘော ဘောဆောင်တဲ့ကုညီပံပိုးမှုတွေကိုမျှော်လင့်ပါကြောင်း၎င်းရဲ့လူမှုကွန်ရက်မှာတစဉ်အတိပေးပြောကြားလာပါတယ်။နောက်တဲ့တပုတ်အနေနဲ့ဝိုင်းမော်မျိုးလက်မြန်းရွာနီးတိုက်ပွဲမှာစစ်ကောင်စီတပ်နှစ်ဦးတည်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဝိုင်းမော်မျိုးနယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့လက်မြန်းချင်းရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို KIA ဘူပေါင်းတပ်တွေကတိုက်ခိုက်ရာနှစ်ဦးတည်ဆောင်ပြီးစင်ကြီးဆက်လက်တင်းမာနိုင်ကြောင်းဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ လက်မြန်ချင်းရွာမှာမေလ22ရက်မှတိုင်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ KIA ဘူပေါက်တက်ထိခိုက်မှုမရှိတော့လဲစစ်ကောင်စီတပ်မှ2ဦးစနိုက်ပါထိမှန်တိဆောင်ရတယ်လို့သိရပါတယ်။တိုက်ပွဲပုံစံကစစ်ဆိုင်ထားသလိုဖြစ်နေတာစာကစာနေရှမ်းနီ SNN ပြည်သူစစ်ဘူပေါက်တက်တွင်ကို KIA PDF ကပိတ်ဆို့ထားတာဟိုနေ့ကတိုက်ပွဲမှာစနိုက်ပါလက်ချက်နဲ့စာကစာနှစ်ယောက်တည်နေရှေ့ဆက်မတူရဲပဲပိနေနေရဲ့အဲ့ဒီနေကတနေကုန်လင်းရင်ဝဲပြီးညနေပိုင်းမှာလေကြောင်းကနေလာပြစ်တာလို့ KIA နဲ့နှိဆက်တဲ့စင်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။မေလ23 3ရက်နဲ့မေလ24ရက်မနက်မှာတိုက်ပွဲညင်သက်နေတော့လဲအချိန်မီ၍တိုက်ပွဲဖြစ်ပွားနိုင်တယ်လို့၎င်းကတုံသက်ပါတယ်။လက်မြန်မာကဂိုက်900လောက်အတွင်းမှာဆစ်ဆိုင်နေတာစစ်တပ်ကသူရှုံးနေတာမသိဘူးမိုင်းမိုင်မဲမဲတိုးလာတာလို့ KIA သတင်းရင်းမြစ်တွေကပြောပါတယ်။ဝိုင်းမော်မြို့နယ်မှာလက်မြန်ရွာပါဝင်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်များထိန်းချုပ်ထားတဲ့ကျေးရွာတွေကိုပြီးခဲ့တဲ့မလကစတဲ့မိစစ်ကောင်စီကနေကြောင်းမှာပုံကျဲပြီးဝိုင်းမော်မြို့ခလာရ58တရင်ကလည်းလက်နက်ကြီးများပစ်ခတ်ခဲ့ပါတယ်။လက်မြန်ရွာကဝိုင်းမော်ကမ်ပိုင်တီလမ်းပိုင်းမှာရှိပြီးပြီးခဲ့တဲ့ဧ ပြည်လာဇမ်းမှာစစ်ကောင်စီကတင့်ကား9စီးနဲ့ရောက်ရှိလာပြီးတက်ဆွဲခဲ့ပါတယ်။လက်မြန်ရွာကိုလေကြောင်းမှပုံကျဲတလုံးဒရုန်းအသုံးပြုပြီးဖြန့်အားပြင်းပုံနဲ့ပုံကျဲခဲ့ပါသည်တဲ့။လက်မြန်ရွာကိုစစ်ကောင်စီကအစိုးရဆုံးတိုက်ခိုက်မှုမှာမနစ်က2024ဇွန်လကဖြစ်ပါတယ်။ဇွန်လ10ရက်နေ့19ရက်ကစစ်ကောင်စီကလေကြောင်းလက်နက်ကြီးဒရုန်းတို့နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာအရက်သား၄ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့ပါတယ်။လက်မြန်ရွာခရိယံဖျားကြောင်းလည်းပြိုကျပျက်စီးသွားခဲ့တဲ့အဲ့ဒီတိုင်မီမေလာတွင်မှလည်းစစ်ကောင်စီလက်နက်ကြီးတိုက်ခိုက်မှုကြောင့်အရက်သား6ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီရှမ်းနီတန်း SNL ပြည်သူစစ်ပူးပေါင်းတပ်တွေကမြေကြီးနားဝမ်မော်ကိုင်မတ်ဒီလန်တိုင်းစစ်ကြောင်းထိုးလာလို့ပိတ်ဆို့တိုက်ခိုက်နေရတယ်လို့မြေကြီးနားဖားကန်လန်တိုင်းဖားကန်မြို့ကိုဦးတည်နေတဲ့စစ်ကြောင်းမှလည်းပိတ်ဆို့တိုက်ခိုက်ခံနေရတယ်လို့သိရပါဗျ။နောက်ထပ်တစ်ပုတ်အနေနဲ့တနင်္လာနေ့တိုင်းမှာစစ်ကောင်စီဖြန့်လေးပြတ်ဖြူဟာပုံမှုအသုံးပြုလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တော်လိုင်းကာလာကြာမြင့်လာတာနဲ့များစင်ပြင်းထန်လာတဲ့တနင်္လာနေ့တိုင်းတွင်ရှင်မြို့နယ်ရီမှာစစ်ကောင်စီကအခြေခံစားတောက်ကုန်နဲ့ဆက်သုံးစီတန်ယူခွင့်အပအဝင်ဖြန့်လေးပြတ်စနစ်ကိုပုံမှုကျင့်သုံးလာခဲ့တယ်လို့ဒေတာရင်းသူတည်တနာအဖွဲ့ဖြစ်တဲ့ FE5 တနင်္သာရီထံမှသိရပါတယ်စစ်အုပ်ချုပ်ရေးကြီးညာထားတဲ့တနင်္သာရီနဲ့ပလောမျိုးအပြင်ကဝဲခရိုင်တွင်းရှိမြို့နယ်တွေကစစ်ကောင်စီရဲ့စစ်စင်ရေးဂိတ်တွေမှာအခြေခံစားပေါင်းကုန်နဲ့73စီတန်ယူခွင့်ကိုအရင်ကထပ်ပုံမတင်ချက်လာခဲ့ပါတယ်ဒဝဲခရိုင်တွင်းရှိဒဝဲမြို့ပေါ်ကလွဲပြီးကျန်တဲ့မြို့နယ်တွေနဲ့ကြေးရွာတွေကို73စီမြောင်းချဖို့ပြီးခဲ့တဲ့အီဘီလာနောက်ဆုံးပတ်မှာစစ်ကောင်စီက73စီတင်ဖို့ရောင်းချသူတွေကိုညွှန်ကြားထားတယ်လို့ဆိုပါတယ်အရင်ကတနင်္သာရီတိုင်းမှာတိုက်ပွဲဖြစ်ပွားနေတဲ့မြို့နယ်တွေရှိပြီးကြေးရွာ အုပ်စုကိုသာစစ်ကောင်စီကဖျက်လိဖျက်စနစ်ပြုလုပ်လေးရှိပြီးအခုနှစ်တွင်ပုံမိုတင်းကျပ်လာခဲ့တာဖြစ်သလိုတဝယ်မျိုးကနေပိတ်ပင်မှုတွေပုံမိုပြုလုပ်လာတယ်လို့ဆိုပါတယ်။ အခုလိုစစ်ကောင်စီကဖြက်လေးဖြက်စနစ်ပုံမှုပြုလုပ်တာကြောင့်ဒေသခံတွေအနေနဲ့ရှားတီတိနံနေထွက်တဲ့အချိန်မြို့ပေါ်တက်ပြီးရောင်းချရတာကြောင့်ပုံမှုအခက်ခဲဖြစ်နေတယ်လို့ဆိုပါတယ်။ဒါအပြင်ဖြက်လေးဖြက်ပြုလုပ်ခံရတဲ့ဒေသတွေမှာအချိန်ကစားတောက်ကုန်နဲ့ဆက်သုံးစီတန်ယူရမှာတော်လန့်ကိုသာအသုံးပြုရတာကြောင့်ကုန်စင်းတုံးတွေကအရှင်ကားတက်သုံးစာနီးပါပုံမှုမြင့်တက်လာတယ်လို့ဆိုပါတယ်။တော်လန့်မှလည်းຫນွေဘက်မှသာအသုံးပြုရတာဖြစ်ပြီးလက်ရှိမုံရင်းကာလမှာရေကြီးရေရှမ်းမှုတွေကြောင့်တော်လန့်ကိုအသုံးပြုလို့အဆင်မပြေတော့တာကြောင့်ခက်ခဲပြီးပုံမှုကြောင့်တွေ့နေရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ AB လာကလည်းမြင်းမြို့နယ်ကျင်း န်းတိုင်စစ်စင်းကြီးမှာစားသုံးစီတင်ယူလာတဲ့အမျိုးသမီးတအုပ်ကိုစစ်ကောင်စီကစားသုံးစီတင်ယူရမှာတပူးပုန်နေတာကြောင့်အဲ့ဒီတပူးကိုအကုန်တောက်ခိုင်းခဲ့ရအမျိုးသမီးတီဆုံးခဲ့တယ်လို့သိရကြောင်းသတင်းမှာဖော်ပြပါရှိပါရယ်ရှင်။